လက်ခေါယောဂအားခုနှစ်ရက်ဖြင့်အမြစ်ပြက်ပျောက်တဲ့စေနီလက်ခေါသွေးပါမိကွင်းရှာဆိုတဲ့ရှေးစကားပုံတစ်ခုဖြစ်နိုင်ပါတယ်ဒီစကားပုံရဲ့အတိတ်တွေကတော့လက်ခေါယောဂဖြစ်ရင်မိကွင်းကမုံနဲ့ကုသနိုင်တယ်ဆိုတဲ့တဘောပါဒါပေမဲ့တကယ်တမ်းမှာတော့မိကွင်းကမုံဟာယောဂတော်တော်များကိုကုသပျောက်ကင်းစေတဲ့တဘာဝအပင်တစ်မျိုးပါဒီဗီဒီယိုမှာ မီကွင်းကမုံရဲ့ကျမကြီးအတွက်အတုံးဝင်ပုံအတုံးပြူပုံတွေကိုပြောပြပေးပါမယ်။မီကွင်းကမုံပင်များမှာပင်ငယ်ပင်ပြောမျိုးဖြစ်ပါတယ်။မီကွင်းကမုံရဲ့အရွက်များမှာတပေခတ်ရှိပြီးအရွက်မှာပြားပြီးအလယ်မှာချိတ်ပါတယ်။အရွက်အပြားမှာတလက်မမနလက်မခန့်အထိရှိပါတယ်။အရွက်ရဲ့အပေါ်ရံမှာကြောက်စင်းရောင်တောက်နေပြီးရွက်အောက်မှာခရမ်းရောင်ရှိပါတယ်။ ်မိခွင်ကမုံများပွင့်တဲ့အခါမှာအရွက်နဲ့ပင်စီကြားထဲမှာအဖြူပွင့်ကလေးများကိုတွေ့ရတပါတယ်။တပင်စိတ်ထားလင်မျိုးပွားမြန်ပါတယ်။ညီမကက်ပေါက်တဲ့အပေမျိုးဖြစ်ပါတယ်။မြမတို့အိမ်များမှာအလားပါဖြင့်ပန်းအိုးနဲ့ထည့်စိတ်ထားလေးရှိပါတယ်။ဒါပြီးရင်အိမ်ရှိမှာခြံစီရိုးရှိမှာလည်းတဘာဝအလျောက်ပေါက်နေတဲ့မိကွင်းကမုံတွေလည်းတွေ့ရလေရှိပါတယ် ဒါကတော့မိကွင်းကမုံပင်ရဲ့ပုံစံနဲ့တဘာဝကို ပြောပြပေးတာပါမိကွင်းကမုံရဲ့ဂျမားရေကောင်းကျိုးတွေကိုဆက်လက်ပြောပြပေးပါမယ်ရှင်လေခေါင်ယောဂအတွက်တောက်စီတဲ့မီကွင်းကမုံလက်တဆုပ်စာကို ရေစင်အောင်စေးပြီးထမင်းစာစွန်းတစွန်းစာတတူရည်ညစ်ယူပါ။နံပါတ်2စွတ်တုံဥနီတအုကိုလေးစိတ် ထိုးပြီးထမင်းစားဆိုးတစွန်းစာတတူရည်ထဲထည့်ပါနံပါတ်3ထိုးမိကွင်းကမုံနဲ့ချွတ်တနီတို့မှညစ်ယူထားတဲ့တတူရည်နစွန်းထဲမှာတကြားလက်ဖက်စားဆိုးတစွန်းစာထည့်ပြီးနေ့စဉ်တစ်ချိန်တောက်ပေးပါလွယ်လွယ်နဲ့မပြောက်กินနိုင်ပါဟုထင်နေတဲ့သွေးပါလက်ခေါင်း9ရက်များဖြင့်လက်ခေါင်းပြောင်းဝင်သွေးလဲမကြတော့ပါ မိကွင်းကမောအရွက်ပြုတ်ရီဟာကင်ဆာကူးသားရာသင်တာမက အစ်စ်အမြင့်ရောင်ရမ်းခြင်းတွေတောက်တုံးပါကလည်းတသက်စီပါတယ်အအေးမီနာစီနာရီယိုချောင်းစိုးတောက်ကွေးယောဂတသက်စီရဲ့အရွက်ပြုတ်ရီကိုတောက်ပါ အရက်ပြုတ်ရီဟာကြောက်ကက်အားကောင်းစီယုံသားမကကြောက်ကက်ယောင်ချင်းစီးပိုးဝင်ချင်းတွေကိုလည်းတတ်သားစီပါတယ်အမျိုးသားများစီးပူညောင်းကြချင်းအမျိုးသမီးများသွေးမတန့်ချင်းမီးရဖြူစင်းချင်းဖြစ်ပါက အရက်ပြုတ်ရီတောက်ပါတဘာဝအားဖြည့်ရီအဖြစ်မွေးကွင်းကမုံအရက်ပြုတ်ရီတွင်ရှောက်ရီထည့်ပြီးတောက်ပေးပါတိုင်ရင်စင်းချမ်းတွေမှာဖော်ပြထားတာကတော့ မိကွင်းကမုံအယိုးအရွက်တို့ကိုထူထောင်၍သုံးခွက်တစ်ခွက်သည်ကြိုချက်ပြီးရရှိသောအရေးကိုဒိုပါလာတကြားအနေငယ်ခတ်တောက်တဲ့အခါမှာသူ၏အံယောကပျောက်ပါတယ်။တစ်ချိန်လေးကြွေစွန်းတစွန်းခန့်တစ်နှစ်သုံးချိန်တောက်ရပါမယ်။နာပြီယိုယောဂရည်အတွက်အရွက်ကိုမင်းကင်ပြီးနာသွင်းဒါမှမဟုတ်အရေးညစ်ထက်ပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။ အရွက်ကိုသင့်ယုံတောက်စားခြင်းတို့စားခြင်းတို့ဖြင့်ဝမ်ကဲ့ယောဂါကိုပျောက်စေပါတယ်။တွင်ဝမ်ဆင်းလင်းအရေးအရွက်ရည်ကိုညင်၍ကြည်ဆွန်းတဆွန်းခတ်တောက်ပေးခြင်းဖြင့်ပျောက်ကင်းစေပါတယ်။မီလာအပူလောင်ခြင်းဖြစ်တဲ့အခါမှာမိကွင်းကမုံအရွက်နှုတ်ကို တကြားအနှဲငယ်နဲ့ရောပြီးထုထောင်းကြိတ်ရှည်၍လိမ်ပေးရပါမယ်။ မိကွင်းကမုန်းကိုထောင်ရင်ရတဲ့အရင်နဲ့တကြားအနေငယ်ရောပြီးဇွန်သေးတဇွန်ခန့်တနည်းသုံးကြိမ်တောက်ပါကတလိတ်ကက်ချောင်းဆိုးရောဂါပျောက်စီပါတယ်ဒီကြောင်းတွေကိုတိုင်ရင်စည်းကြမ်းတွေမှာဖော်ပြထားပါတယ်နောက်ထပ်သိရှိရတဲ့ဆေးအသုံးဝင်ပုံတွေကတော့နှာခေါင်းသွေးရှံဖြစ်လာပါကမိကွင်းကမုန်းပင်ကိုရေစင်အောင်ဆေးကထောင်း၍၎င်းအဖက်ကို နှာခေါင်းပေါ်အုံပေးပါကနှာခေါင်းသွေးသိပ်စေပါတယ်။ဇီယောဂအမျိုးမျိုးနဲ့စီးကြောက်ယောဂများအသွဲမိကွင်းကမုန်းကို ရေသုံးခွက်တစ်ခွက်တင်ကြိုရွေ့တကြားအနှင်းငယ်နဲ့တတ်ပေးပါကစီးယောဂအမျိုးမျိုးကိုတက်တာပျောက်ကင်းစေပါတယ်။ သွေးကင်ဆာဖြစ်နေလေမိကွင်းကမုံရဲ့ပင်စီနဲ့အရွက်တို့ကိုရေစင်အောင်ဆေးကကြိုက်၍အရင်ညှိယူက9မိနစ်ခန့်အပူပေးကြို၍ခဏအေးခံကထမင်းစားဆွန်းဖြင့်မနက်တဆွန်းညတဆွန်းတောင်းနေပါတယ်။တပတ်ကို3ရက်ဖြင့်တလားလောက်တောက်ပါကကင်ဆာဆဲများကိုရောရှာပြီးစီနိုင်ပါတယ်။ဒါကတော့တိုင်းရင်းဆေးနဲ့တဖက်ကကုတလို့အင်္ဂလိပ်ဆေးတွေနဲ့လည်းလိုအပ်တယ်လို့ကုသတဲ့နယ်လို့အကြံပြုပါစီရှင်။ ဝမ်ကိတ်ပါကကျူးနဲ့ကြောစားပါတတစီပါတယ်။ဥဤပြားပေါထားပါကအရွက်ကိုကျိတ်ထောင်းရွေရတဲ့အရေးဖြင့်ကောင်းလျှော့ပေးပါ ပေါက်ပြောက်စီပါတယ်။ချောင်းဆိုးသွေးပါသွေးအန်ချင်းအတွက်မိကွင်းကမုံကို၃ခွက်တစ်ခွက်တင်ပြုတ်၍ပြုတ်ရည်ကိုဂလူးကို့စ်တကြားတို့ဖြင့်နေ့စဉ်၃ခွက်ကြစီတောက်၃ရာမှသွေးအန်ယောဂပြောက်ပြီးကျန်းမာလာပါမယ်။ အနာဟောင်းအနာဆွေးများအတွက်မိကွင်းကမုံရွက်ကို မြင်ကင်ပြီးအနာဟောင်းအနာဆွေးများကို မကြခဏကက်ဖေးထားခြင်းဖြင့်အနာများအပြောင်းမြန်လာပါတယ်။ဒါကတော့မိကွင်းကမုံရဲ့ကျမရဲ့အတုံးဝန်ပန်းနဲ့အတုံးပြုပုံတွေကို ပြောပြပေးတာပါ။ဒီနေရာမှာတတိပြုရမှာကယခုစီးနီးတွေဟာစီကြံထဲကစီးနီးတွေဖြစ်လို့တချို့စီးနီးတွေကတော့လက်တွေ့ပျောက်ကင်းခဲ့တဲ့စီးနီးတွေကိုပြန်လည်မျှဝေပေးတာပါရှင်။ ဒါပေမဲ့ဒီစင်းနီးလန်းတွေမှာအတိုင်းသာပမာဏကိုတိကျစွာဖော်ပြမထားတဲ့အတွက်တတိပြုပြီးတောက်သုံးပါလို့အကြံပြုပါစီရှင်။တကယ်ဆိုးရွားတဲ့ယောဂအခြေအနေတွေမှာဆိုရင်ဆရာဝန်နဲ့တိမ်ပင်ကာရောအကောင်းဆုံးဖြစ်ပါတယ်ရှင်။ဆရာဝန်နဲ့တေချာတိမ်ပင်ပြီးကုသမှုခံယူတာကပိုပြီးဆိတ်ချရပါတယ်ရှင်။ပရိသတ်တွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစီရှင်။